အားလုံးပဲမင်္ဂလာပါခင်ဗျ။ကောင်းချက်တင်ချင်တယ်မှာပြလဲကြိုးစူလိုက်ပါတယ်ခင်ဗျာ။ကုတင်ဆက်ပြီးမှရုတ်တံပြီးတော့ဖန်တီးရတော့နေပြည်တော်ကြီးကိုပြည်မြို့ကိုရှုဖို့ပြောလာတဲ့ထွမြက်သူရဲ့ရုတ်တံပြီးတော့ဖန်တီးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဒီမှာဘာကြောင့်ထွမြက်သူကနေပြည်တော်ကြီးကိုပြည်မြို့ကိုရွှေ့ခိုင်းနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံးတဲ့ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းကောင်းချက်တင်ချင်တယ်မှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ကျွန်တော်ကနေပြည်တော်ကနေပြီးတော့ပြည်မျိုးကိုဒါမျိုးတော်ရွှေ့ဖို့ပြောရဲဆိုတာကဘေးတင်ကိန်းခန့်ရပြောနေရလဲမဟုတ်ဘူးမျိုးဒီနန်းဒီမင်းတရားကြီးဖြစ်စေချင်လို့ပြောနေရလဲမဟုတ်ဘူးနှစ်ဖူးတွေဒူးတွေကြုံလာရပြီးအခုလိုမျိုးသွေးပူနေတော့မှလူတွေအားလုံးသတိပြုမိနေတော့မှဒီကိစ္စကိုထက်သွင်းစဉ်းစားသင့်တယ်ဘာကြောင့်လဲဆိုတော့မဟုတ်လဲဒီအစအုပ်တွေကဖြိုပြီးပြန်ဆောက်အောင်မှာက80ရာခိုင်နှုန်းနီးပါးလောက်ကိုဖြစ်နေတာဆိုတော့ဒါအကုန်ကြများမဲ့တူတူဒီလိုအန်ဒီရရှိတဲ့နေရာမှာစောက်မလားအဲတချို့နေရာဒီဘေးကင်းလုံးကျိုးတဲ့နေရာမှာခွဲပြီးတော့တချို့ဌာနတွေတချို့ယုံတွေကိုပို့မလားဆိုတော့ကျွန်တော်အကြံပြုတာပေါ့နော် ဒါကျွန်တော်လည်းပို့ပြီးတော့ခေါင်းကြီးတဲ့ပညာရှင်တွေလည်းဟိုစဉ်းစားစီခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကုန်ကြမဲ့ဟာကဒါအတာပဲလေ။ဒါကြောင့် NDA ရှိတဲ့နေရာမှာအထက်ထက်ခါကပြန်တီဆောက်နေတာကတော့ဒါမှန်ကန်တဲ့လုပ်ရတော့မဟုတ်ဘူးပေါ့နော်။ဘာကြောင့်လဲဒီ generation မှာငလင်ကြီးမလုပ်ဘူးဆိုရင်လည်း now generation တခုမှာငလင်ကြီးလုပ်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲ။ မြန်မာနိုင်ငံဌာနတွေကလည်းငလင်ခံနိုင်အောင်စောက်မှာပေါ်လို့ပါလို့ဂျပန်နိုင်ငံမှာတော့မှပဲဒီလောက်နီးပညာရည်နဲ့စောက်နေကြတယ်တပုံးပုံးပြိုနေတာဘာမှမခံနိုင်ဘူးဒါကြောင့်မလို့အန်ဒီယကင်းလုံချုံနေနေရစစ်ဖြစ်တဲ့နေရပြောင်းလာတော့ဒါအကောင်းဆုံးပဲဒါပေမဲ့ဦးသန်းရွှေခေတ္တကလိုမျိုးငါတက်တော့ရိုက်ပြီးတော့အနောက်နဲ့တင်မှာတသားတဲ့ကြောင်းပြည်သူလိုပြောင်းလာမျိုးမဟုတ်ပဲနဲ့ကျွန်တော်ပြောဆိုလိုတာကဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဒါပြည်မျိုးကိုပြုစုပြောင်းထောင်တာမျိုးကိုပြောတာ ဖြည်းဖြည်းချင်းအင်အားတွေစောက်မယ်ဖြည်းဖြည်းချင်းပေါ့ဗျာအဲ့တော့ဖြည်းဖြည်းချင်းရွှေ့မယ်ပေါ့နော်ဒါပိုလည်းကောင်းတယ်အစာဦးတွေ quality ကိုလည်းပိုကောင်းလာစေတယ်လူတွေကိုလည်းစိတ်အေးသသာစေတယ်ဝုန်တိုင်းကအခုပြောင်းမယ်ဆိုမျိုးမဟုတ်ဘူးပေါ့နော်အခုကတော့ဒီနေပြည်တော်မျိုးကြီးကိုတော့အဲဒါပြုပြုပြင်စရာရှိတာပြုပြင်ရမှာပေါ့နော်ဒါဆိုချက်ချင်းဝုန်တိုင်းပြောင်းလို့မရတာလူနေတဲ့အိမ်တစ်လုံးတော့ချက်ချင်းဝုန်တိုင်းပြောင်းလို့မရတာအဲ့တော့ဒီမှာနေနေနဲ့ရေရှိပလန်ပေါ့နော်အဒီမျိုးကြီးကိုဆက်လက်ပြီးတော့တိုးချဲ့ပြီးစီကားလာတာမျိုးမဟုတ်ဘဲနဲ့ရှိပြီးသားဟာရှိပြီးသားတိုင်းထား အကုန်ပြောင်းမှုပြောတာလည်းမဟုတ်ဘူးရှိပီးသားတိုင်းထားဒါပေမဲ့ဒီချက်ပို့ပြီးတော့လူစီလာအောင်လို့ဒီချက်လုံးပို့ပြီးလူဦးရေတွေတိတ်တဲလာအောင်လုပ်ဖို့ဆိုတာတော့ဒါလုံးမဟုတ်အစင်မပြေတော့ရဲ့အနေထားပြည့်ရွေကြီးပုံမှာတက်တဲကိုကြောက်ရောက်နေတာဥဒရတီတီကနေပြီးတော့ဒီအောက်ဖက်ဒီဟိုဟာပေါ့တက္ခိဏကိုတီကိုတက်တဲကြီးကိုတည့်ရွေကြီးဆင်းသွားတာဆိုတော့အဲဒါတော်တော်လေးကိုဒါကျွန်တော်ညံရှိရစဉ်းစားလို့ရတယ်ဒါပြောင်းလို့မရွှေ့လို့မရတဲ့မြေရှားတဲ့နိုင်ငံဆိုတဲ့ထားတော့ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာနေပြီးတော့ဆိုတော့အတင်းငါရောပြောင်းထားတဲ့မျိုးလေဒါပြောမှဆိုရင်ဒါဘသူရဲ့ ဆန္ဒခံယူမှုပညာရှင်တွေအတွက်ချက်မှုမှာမပါဘဲနဲ့ဒီနေရာကောင်းလို့ဆိုပြီးပြောင်းလိုက်တာ哦အဲ့ဆိုတော့ဒီကေမျိုးကတော့တဘာဝရဲ့ဘီအန်ဒီရဲ့ကြာရောက်လာမကြာရောက်လာဆိုတော့ရှစ်ခစ်မှတ်တမ်းတွေအများကြီးရှိပါတယ်နိုင်ငံတော်ဆိုတော့ပူရောင်ကြည့်လို့ရသေးတယ်ဒါ AR မြစ်ပေါ်ကြာရောက်နေတဲ့အတွက်ကြောင့်မို့လဲဒါကျွန်တော်တို့ကတိုက်ရိုက်ခိုက်ရေးကာကွယ်ရေးအောက်ချုပ်ရေးအတွက်လည်းဒါအမှန်တမ်းမှကောင်းတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့ကေမျိုးကိုဘုံတိုင်းချက်ပြောင်းဖို့ပြောတာမျိုးမဟုတ်ပါဘူးအင်အားတွေတစားတစားတချို့တော့အရင်မကြည့်တဲ့အယုံအယုံတွေကိုအရင်ပြောင်းအဲ တချို့ယုံတွေကိုအခြေချပြီးတော့မှဖြည်းဖြည်းချင်းပြောင်းဒီလိုမျိုးလေးကိုအကြံပြုလိုတာပါဒါကတော့ရေရှည်စဉ်းစားမယ့်ကိစ္စပါလို့ကျွန်တော်ကပြည်သူလူထုရောက်နေတဲ့အကြံပြုကိုတက်တက်ပါပဲလုတ်တာမလုတ်တာကတော့နိုင်ငံတော်အကြီးအကဲတွေရဲ့ကိစ္စပါအားလုံးကျေးဇူးတင်ပါတယ်ကွာဒူရပြည်တယ်အပြည့်လို့နိုင်ငံတော်ဝန်ကြီးချုပ်ဘိုးချုပ်ဘူးကြီးမင်းအွန်လိုင်းကိုအရန်ကြိုက်တာလေမို့ကြိုက်တာမို့လေးစားတာလေးစားနော်ကြိုက်တာနဲ့လေးစားတာနဲ့မတူဘူး ကိုကနိုင်ငံသားတယောက်အနေနဲ့ကိုယ့်ရဲ့ခေါင်းဆောင်ကိုယ့်ရဲ့နိုင်ငံတက်မတော်ကိုယ့်ရဲ့တက်မတော်ခေါင်းဆောင်တွေကိုလေးစားမှာနော်တက်မတော်ခေါင်းဆောင်တော်သူဘုရားပကြီးမြင်အောင်လည်းဖြစ်ဖြစ်ဘုရားကြီးစိုးဝင်းဖြစ်ဖြစ်နော်အဲဘုရားကြီးအမြတ်ထုံးမှုဖြစ်ဖြစ်ဘုရားကြီးညိုစောဖြစ်ဖြစ်ပေါ့နော်ဒါကိုယ့်ရဲ့ခေါင်းဆောင်တွေကိုကလေးစားမှာပြောမှာဆိုတော့နိုင်ငံတကာမှာထိလိုက် တမတော်အင်အားရှိတဲ့နိုင်ငံကကဘာမှထိရှိရဲ့အဲ့အင်အားတမတော်အင်အားကြီးနေကဘာမှထိရှိပြီအခုအမေရိကန်ပြောလိုက်ပါနော်အမေရိကန်ပြီးသူကတောက်လာလားသူတမတော်ကတောက်လာလားသူဆက်လက်နဲ့လည်းတောက်လာတယ်သူဆက်လက်နဲ့လည်းတောက်လာပြီးသူတွေတောက်မှမလို့ဘူးအဲ့အခုတရုတ်ပြောလိုက်တရုတ်ကသူပြီးသူကတောက်လာလားသူရဲ့တမတော်ကတောက်လာလား သူ့ရဲ့တက်မတော်ကတောင်းလို့သူ့ရဲ့ဘီဒူဒီတိုက်တဲ့နိုင်ငံတော်ကသူများလိုရည်ဘူးအမေရိကန်နိုင်ငံသားတယောက်ခင်ဗျရိုက်တတ်ကြည့်ပါလားခင်ဗျနိုင်ငံဝန်ဆောင်မှာအေးမြန်မာလူတယောက်ရိုက်တတ်လိုက်မှာတေရွားရင်တေရွားရင်ဒီဘာလို့လို့ရမှာကိုယ်နိုင်ငံကတက်မတော်ကအင်အားမရှိတော့သူများနိုင်ကျင့်တာပေါ့ကွာအင်းမိသားစုတို့ပေါ့ကွာမိသားစုတို့ ဖခင်မရှိတဲ့ဖခင်ဟိုဟိုမရှိတဲ့အိမ်ကတော့ဘလို့မှအဆင်ပြေမှာမဟုတ်ဘူးအဲ့လိုဆိုတော့သူများချောင်းနေမှာနေเนาะအဲ့ကြောင့်တပ်မတော်ကိုအရန်လေးစားတယ်အခုကျွန်တော်နိုင်ငံကြီးတော့ခေါင်းဆောင်ငလင်လုတ်တယ်ချက်ချင်းရောက်သွားတယ်เนาะရက်ခိုင်မှာမုံတိုင်းတိုက်တယ်ရက်ခိုင်ချက်ချင်းကြောက်သွားတယ်။ဘာဖြစ်လဲဆိုတော့ ကိုချင်းစာကြည့်တယ်သူလည်းလူပဲသူပြင်ပန်းပြီသူလည်းပြင်ပန်းတတ်တယ်သူလည်းမောတတ်တယ်သူလည်းဖြားတတ်တယ်နော်ကျွန်တော်တာမန်ပြီးတော့မောလာပါညာရှိမာဆက်သွားနေလို့ရတယ်သူရောသူပြင်မဲ့ဘယ်မှာသွားလို့မောင်းနော်သူပြင်မဲ့ပလာစီတမောတလုံးတောက်ဘောပြည်သူတွေကသူ့နားလေတင်လာပြီကွာနော်အရန်ကိုယ့်ရဲ့နိုင်ငံကောင်းဆောင်ကိုကိုတိုင်းလေးစားကြီးညူမအများကလည်းလေးစားကြီးညူမပေါ့ လိုပြောတစ်တော်တယ်မှာစစ်တိုက်ကြည့်မှာဗျာကိုကိုကိုဘုချိုးပြောက်လို့သဘောထားပြီစိတ်ကူးရင်တာပေါ့အဲ့တော့ကျတို့မြန်မာနိုင်ငံကြီးဟာစစ်တရားကျေပြန့်တယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ဒါဆိုနည်းနည်းပြန်ကြုံကြည့်လိုက် PDF တွေဘာလို့ဖြစ်လာလဲဆိုလက်သုံးချောင်းထောင်ပြီးတော့ဒေါ်စုဘက်ကနေတက်လာတာအဲ့တော့သူတို့ကကြတော့ဒီကောင်တွေလက်နေတွေထုတ်ပြလိုက်တော့လှုပ်ချင်တာလှုပ်လို့ရသွားတယ်ကျွန်တော်ဒါဆိုလို့ရှိရင်တပ်မတော်ထောက်ခံတဲ့အဖွဲ့တွေကိုတပ်မတော်ထောက်ခံတဲ့အဖွဲ့တွေရှိတယ်ကြွားတိုင်းမှာအဲ့တော့စစ်သားဟောင်းကြီးနေ9ယောက်လောက်နဲ့အယောက်20လောက်ကို လက်နဲ့ကောင်းကောင်းတတ်ဆင်ပြီးလိုက်အိမ်ကျချင်းဦးမဲတောက်ပြီးတိုက်ထလိုက်ကွာကြာပြီမွေမွေချင်းစီမြင်တယ်စစ်တမလို့ရဲတော့သူ့နေရာသူ့ထိန်ပေါ့ကွာအဲ့တော့တိုက်เสียတုံးနေရာပဲရှိတယ်ရှမ်းမြောက်ရခိုင်ချင်းအဲ့တော့ဖင်ကောင်းကျယ်နေတဲ့ရခိုင်ထွန်းမြတ်နိုင်အရင်ဆုံးတိုက်မယ်အဲ့တော့ပြည်သူပြောမယ်မင်းတို့ငါတို့ဒီနေ့နေမြေချင်းမြေမင်းတို့ပြည်သူဆိုလို့ရှိရင်ငါတို့ခေါ်ရပဲလား၃ရက်အရှင်ပြေးမယ်၃ရက်ပြေးတာ ਨੇ 阿不来，fate, um pues、lost, ness, 你绿色的呢？好土靠边偏见没？还是给谁那些好土靠边偏没？但家家的店没？阿庙的呢？树木工程偏没？阿路比比说的什么？脑瓜的，但家个脑瓜的比较，适当那等脑瓜的比较，店没？心灵也是有路嘛。但我比较多有黑手路线，古也婆的硬币，三家到家可能也难比没？比比说的线，信用了可能他来吧，全秒过变态嘛。 ဘာကြောင့်ချမ်းမြောက်ကိုတိုက်မလဲဒီကောင်တွေလဲငါတို့ကိုတိုက်ယူထားတာဖြစ်တဲ့အတွက်တရုတ်ကညှိနှိုင်းပြီးလို့ပြန်ရတယ်ဆိုတာရတမိုင်းမလားပြန်တိုက်မယ်အစွမ်းနာပြောလို့ပဲတိုက်မယ်လေရင်ဆယ်စီးနဲ့ခေါက်တုတ်ခေါက်ပြန်ဘုံကျဲမယ်ဟတ်စကီအစီးနဲ့စင်နဲ့ပြစ်မယ်မဲမဲမြင်အကုန်ပြစ်တောင်ကုန်းတွေပွိုင်ကုန်းတွေအကုန်ပြစ်တန်ကြက်ကာတွေတိုက်ရင်နှင်းရင်လောက်တက်နောက်ကရှီမုံရင်တက်ဖို့နှစ်သိန်းနဲ့တက်မယ်ဘာမရစရာရှိလဲအဲ့တော့ရှုံနေတာကအဲ့ဒါလေးတွေကြီးဗျ ကိုလူကိုယုံမှာတဏှတိပြီးပြီးတော့ဘာဖြစ်တယ်ဒါပေမဲ့ဆွမ်းနာပြောတယ်ပေါ့ဗျာရွာမှာရဲဘဟောင်း9ရောက်လောက်နဲ့ဒီတရတတ်မလို့ထောက်ခံနဲ့အယောက်20လောက်ကရွာတိုင်းမှာရှိတယ်ဒါပေမဲ့မိโจမောင်းပြက်တယ်တော့မလုံနဲ့ပေါ့ဗျာတဏှကောင်းကောင်းပေးနောက်ဆုံးဘာဖြစ်လဲဗျာဖြစ်သွားတော့လည်းဘာဖြစ်မလဲခင်ဗျာဒီတိုင်းပါနေတာနဲ့စာလို့ရှိရင်တော့ဥပဒေကြောင်းနေလဲပြောမေတော့နဲ့ဘာကြောင့်လဲဥပဒေမှမစိုးမှုနိုင်တာအဲ့တော့ဒီလူတွေကလှုပ်ပြီဆိုလို့ရှိရင်ရဲလာပြီးရှုပ်တာတော့မလုံနဲ့ပေါ့ဗျာ ကိုလူကိုယုံလိုက်စမ်းမှာအမလီတိုက်ဖို့ခဏလေးကျွန်တော်တစ်တော့တည်းမှာတိုက်လိုက်တော့ပြီးသွားပြီအရှင်းလာခဏတကယ်ပြောတော့ကိုလူတော့ကိုယုံမှာအလုံးကျေးဇူးတင်တယ်